ဒီဘက်မှာတော့ကိုရီးယားနိုင်ငံမှာတစ်ခါပဲပြောင်းခုတာပါ။အိမ်တစ်လုံးကိုအဲဒေါ်လာ900 1000ဝန်းကျင်နဲ့ရောင်းခဲ့တာလို့ဆိုပြီးဒီဘက်မှာတော့သိန်း340နဲ့ရောင်းခဲ့တဲ့အိမ်တွေရှိတယ်။ထိုင်လက်ကုန်တွေရှိတယ်ရ။အားနှစ်ကျော်6နှစ်လောက်ရှိရှိနေပြီ။ဒါကိုလောက်တာလေ။ဒီဥစ္စာတွေမတိခင်မတိုင်ခင်နေကိုကဥမာသမီးစားကစားဖို့ဆိုပြီးတော့ကုမ္ပဏီကနေပြီးတော့ဟိုကော်ပြားအပါလေးနဲ့အိမ်လေးတွေစောက်ပေးတဲ့မျိုးတွေရှိတယ်။မှန်ကတကယ်ကြတော့လေလုံတဲ့အချိန်ကပို့ပြီးတော့ရတာပို့ရှိတယ်။ ဖိုးရိုးဖိုးအဖေလို့ဆိုရတယ်လက်သမားဆရာကိုတိုင်းလည်းဒါတွေနဲ့မကင်းဆိုတော့သူများတွေလောက်မခက်ခဲဘူးဖိုင်လက်ကောင်လေးရွှေ့လိုက်ရပညာကဟိုတကယ်စလောက်တုန်းကတော့ဒီမသိတို့စာလေးတွေနဲ့ဖုံးတွေနဲ့ ုံစံလေးတွေကြောက်လေးတွေလှုပ်တယ်လှုပ်ရင်းနဲ့ line မော်တင်တယ်ကိုကတင်လိုက်တော့ဟိုအဲ့ဒီဥစ္စာရင်းပတ်သက်တာတွေပေါ့ဒီ slow share ကနေပြီးလာပြသလိုတွေ့ရတော့တွေ့တော့ကြမှာအဲ့မှာ group တွေတွေ့မိတယ် group တွေတွေ့ပြီးတော့မှအဲ့ group တွေနဲ့ join တယ် join ပြီးအဲ့ group တွေမှာကိုလှုပ်တာလေးတွေတင်တယ်အဲ့လိုတင်ရင်းတင်ရင်းနဲ့မှဒီမှာအဲ့ group တွေထဲမှာပဲကိုလိုမျိုးတခြားလူတွေရဲ့မှာလက်ရာတွေကိုတွေ့ရတာအိမ်လေးတွေတို့ယထားလေးတွေ့တယ်။နောက်ကားလောက်တာလေးမျိုးစုံပေါ့မျိုးစုံတွေ့ရင်တွေ့ရင်လည်းမှာပို့ပြီးတော့ဝါသနာပါသွားတယ် အဲ့မှာကျွန်တော်တို့ group တွေထဲမှာကျတော့အဲ့လိုမျိုးဟိုဒီထောင်ထားတဲ့ဟိုဆရာကြီးတွေရှိတယ်ကျွန်တော်တို့တဲ့ senior ကြတဲ့ဆရာကြီးပေါ့သူတို့ဆိုရင်လည်းအဲ့လိုပဲမေးရတာပေါ့လေလက်ထပ်ပြီးတော့သင်နေတာမျိုးမဟုတ်ပေမဲ့လည်းကျွန်တော်တို့မတိတာနားမလဲတာတွေသူတို့အားမလာတိုင်းမေးတယ်သူကလည်းဒီ line ပေါ်ကနေဖြေပေးတယ်အဲ့လိုနဲ့ပဲတသားသာကျွန်တော်တို့ဟိုဒီလိုအချိန်တွေကိုဟိုရောက်လာတာပေါ့ကိုကလည်းဟိုနာမည်တခုတိစောက်ခြင်းနဲ့ဆိုရင်တော့ဟိုကိုကိုဟို လက်ရလေးတစ်ခုကိုတသက်မှတ်မှတ်လုံးမအဆင်ပြေမယ်ဆိုပြီးတော့အမကအိမ်လေးတွေကိုစပြီးတော့စောက်တယ်အိမ်လေးအချိန်လဲ၄လောက်ကြာတယ်အဲ့အိမ်ကလုံးစောက်ရတာပြီးရင်အတွင်းလဲမှာအဲလုံးဝဟိုအိမ်တိုင်မှာဟိုလက်ရှိလက်တွေ့သုံးနေတဲ့ပုံစံမျိုးတွေထည့်တယ်ဟိုကရင်မွေးရအိမ်အုံဆောင်နောက်ပြီးမိဖို့ရအောင်တောင်းတောင်းဝဲရေချိုးတဲ့နေရာမှာစပေါ့အဲ့အိမ်ကတော်တော်ဟိုစိုက်ခဲ့တာပေါ့ချိန်ရလဲအကြဆုံးပဲပြီးရင်အမအဲ့အိမ်ကိုပဲပြပြီးတော့နောက်ရက်မှာဟိုပြင်းရရနဲ့ကိုတက်သွားတယ်ပြီးတော့ဝယ်တယ်ဝယ်ပြီးတော့နောက်တိတ်မကြပါဘူး နောက်ထပ်အဲ့လိုမျိုး order တစ်ခုထပ်ရတာပေါ့အဲ့ဒါတော့လုံးဝဟိုအမှတ်တရပဲအခုချိန်ဒီလေဟိုပုံလေးတွေရှိတယ်အရန်သဘောကြတော့ဟိုအားလုံးပေါင်းဆိုရင်ယာကနန်းလောက်ကိုရှိတယ်ယာတန်းလောက်ကိုရှိတယ်ယာတန်းတော့အဲ့မှာတိတိမောမောနဲ့စပြီးဒီအင်အကြီးကြီးတွေထိအပါပေါ့လေ၅နှစ်ကျော်၆နှစ်လောက်ရှိရှိနေတယ်ဒါဟိုလောက်တာလေ အမှန်ဝါစာပါပြီးတော့စပြီးလုတ်တဲ့အချိန်မှာတော့အဲ့မှာဟိုပစ္စည်းတွေကတောက်လျှောက်ဝယ်ဝယ်တော့ဈေးတွေကလည်းတည့်ရတိုင်းပဲလေအဲ့အချိန်မှာတော့သူတို့တိတ်ပြီးတော့ဟိုဘယ်လိုပြောမလဲကြည်ဝယ်ပေါ့သူအဲ့ဘောသဘောမတူတဲ့အရေးရောင်မျိုးပေါ့ဒါပေမဲ့လည်းဟိုတားလာတော့လည်းမတားပါဘူးဘာလို့လဲဆိုတော့သူတို့ဒီအိမ်မှာနေပြီးတော့ဒီလုံးလုံးအပြည့်မထွက်ရဘူးခဲ့ဆိုပြီးတော့ပဲဟိုဒါဟိုသူတို့မတားခဲ့ကြတာပေါ့ခုနောက်ပိုင်းကျတော့သူကလည်းသူကဟိုတစ်ဖက်တစ်လမ်းနေပြီးတော့ဟိုအပိုးဝင်ငွေလေးရတယ်ဆိုတော့ ဟိုကုမ္ပဏီကလာတာနဲ့ဒီခေတ်အချိန်မှာတိတ်ပြီးတော့မလုံလောက်ဘူးတကယ်လည်းပုံဝင်လေးရတယ်သူတို့လည်းဒါအခုကျတော့ဖိဖိနဲ့နားလဲလာတယ်နားလဲလာတဲ့အပြင်မှာအခုဆိုရင်ဘိုင်းပြီးတော့ဟိုကူပေးတဲ့အဆင့်ထိရောက်လာတယ်အမှန်ဟိုလူတိုင်းမှာတစ်ခုမဟုတ်တစ်ခုကတော့အဲ့အဲ့ဝါသနာတစ်ခုကတော့ရှိနေတာပဲဒါဟိုဖော်ထုတ်နိုင်တဲ့လူနဲ့ဟိုမဖော်ထုတ်ကြသေးတဲ့လူတွေဒါဒီလိုပဲ꿰ပြတာလေဒီဥစ္စာတွေမသိခင်မတိုင်ခင်နေကူကဥမာသမီးစားကစားဖို့ဆိုပြီးတော့ ဟိုကုမ္ပဏီကနေပြီးတော့ကော်ပြားအပားလေးနဲ့အိမ်လေးတွေစောက်ပေးတာမျိုးတွေရှိတယ်။ဒါကဟိုအရင်ကနေပြီးတော့ဟိုဘာဖြစ်လဲဆိုတော့ဒီကုမ္ပဏီအလုပ်မလုပ်ခင်ငယ်ငယ်တည်းကဒီအဖိုးတွေအဖေအဖေတို့ဆိုတာလေလက်သမားဆရာတွေကိုယ်တိုင်လည်းဒါတွေနဲ့မဆိုင်ဘူးမကင်ဘူးမကင်ဘူးဆိုတော့အဲ့ဒီဟာတွေနဲ့ပဲဟိုဒီဘက်ကိုရောက်လာတော့ဟိုသူများတွေလောက်မခက်ခဲဘူးဘယ်နဲ့လေးအဆင်ပြေတဲ့လမ်းကြောင်းမှာရောက်သွားတယ်လို့ပဲပြောပါ င်းထဲကဒီကုမ္ပဏီလောက်တစ်ခုမှလောက်တယ်ကုမ္ပဏီလောက်တစ်ခုလောက်ပြီးတော့ဟိုကုမ္ပဏီလောက်ကမနေ့၈နှစ်ရနေညနေ၄နာရီအဲ၄နာရီနောက်ပိုင်းကနေမှစပြီးတော့ဒီဝါသနာပါတဲ့အလုပ်ကိုလောက်တာ၄နာရီနေညပုံမှန်ဆိုအဲ၉နာရီ၁၀နာရီလောက်ထိဒါပုံမှန်နေ့တိုင်းမပြတ်မဝဲလောက်တယ်နောက်ကျွန်တော်တို့ဟိုဒီရုံးပိတ်ရဲဆိုလဲအဲ့လိုပဲဒီဥစ္စာကိုတကယ်အမှန်ပြောရင်ဖန်ပြီးနေတဲ့အချိန်မှာတကယ်စိတ်ကဒီအထဲမှာပဲကျွန်တော်တို့ဘယ်လိုကောင်းမလဲတရားထိုင်တာတော့ဘာလို့သဘောမျိုးပဲတက်အောင်မှာပေါ့ကျွန်တော်တို့ဒီမှာပဲအာရုံကစိုက်နေတာလေအဲ့တော့ဟို အခုလိုကလည်းတော်တော်ကင်းတယ်ဟိုခုအချိန်နေရဆိုရင်အခုအချိန်ထိတော့အဲ့ဒီကုမ္ပဏီလောက်ကလုံနေတော့လုံနေတော့ဆိုတာကကုမ္ပဏီဒီလုံနေတဲ့တန်းကလည်းနှစ်အစိတ်လောက်ရှိပြီဆိုတော့ဒီမှာအဲ့မှာလည်းအလောက်ကလည်းတန်ရောစင်ရှိတယ်ပြီးရင်ဒီမှာလည်းကိုယ့်ထဲလူကြီးတွေကလည်းတအားနားလေပြီးတော့ဥမာဟိုခွင့်ယူတာမျိုးဆိုလည်းပေးတာမျိုးနောက်ကနေပြီးတော့ဟိုဆက်ပစ္စည်းပိုင်းညာလည်းစိုးပေးတာမျိုးတွေရှိတယ်ရှိရတဲ့အတွက်အဆင်ပြေတယ်ပြီးရတဲ့အတွက်ကုမ္ပဏီလောက်ကိုလည်းဟိုလုပ်တယ် လောက်ကပြန်လိုက်တာကိုလုတ်တယ်တချို့ဟိုပွဲရည်တွေပါလေရှင်ရင်ခွင့်ပြီးတော့လုတ်တယ်မှန်ကတကယ်ကြတော့လေလုံတဲ့အချိန်ကပို့ပြီးတော့ပြရတာပို့ရှိတယ်လုံတဲ့အချိန်မှာတော့ပြီးသွားတဲ့အချိန်မှာတော့အော်ဒါပြီးသွားပြီဆိုပြီးတော့ဟိုစိတ်ကိုဒုံလုံးကြတယ်ဒါပေမဲ့လုံတဲ့အချိန်မှာတော့အဲ့ဒါကိုစိတ်နစ်ပြီးတော့ဟိုလုံနေတဲ့အချိန်မှာအိုက်ပီဒီကတော့ဟိုဘာထဲမှမလဲနိုင်ဘူးအဲ့အရသာလေမှန်တော့ကျွန်တော်တို့ဟိုစပြီးလုတ်တယ်ရာ လေ့လာတဲ့နည်းနဲ့မှာ YouTube လိုဘာလို့ဆိုတာလဲလေ့လာတယ်နိုင်ငံခြားပညာရှင်တွေကလည်းဟာတွေကိုလည်းကျွန်တော်လေ့လာတယ်အများကြီးလေ့လာတယ်ဒါပေမဲ့သူတို့နဲ့ကျွန်တော်တို့ကဟိုအများကြီးတော့ဆက်သွယ်ချိတ်ဆက်ပြီးတော့ဟိုသူတို့ channel support မရနိုင်ဘူးမရနိုင်ဘူးဒါပေမဲ့ကျွန်တော်တို့ပြည်တွင်းမှာလည်းဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ပြည်တွင်းမှာလည်းဟိုသူတို့လိုနေနေတကယ်တော်တဲ့ပညာရှင်တွေရှိတယ်ဒါပေမဲ့ဟိုသူတို့နိုင်ငံမှာကျတော့ဒီပစ္စည်းတွေကဟိုလွယ်လွယ်လင်းတကူဝယ်လို့ရတယ်ဝယ်စားတဲ့ပိုင်းစေးချေပါညာနဲ့ဆိုသူတို့လက်ရရတကယ်ကောင်းတာပေါ့လေဒီနိုင်ငံမှာကျတော့အဲ့လိုမျိုးမဟုတ်ဘူးကျွန်တော်တို့က ဟိုစီးတဲ့ပစ္စည်းတွေကိုဖြစ်အောင်လုပ်ရတာဖြစ်အောင်လုပ်ရတယ်ဆိုတော့ကျွန်တော်တို့အမှန်တိုင်းပြောရရင်လည်းကျွန်တော်တို့ဒီကပညာရှင်တွေကပို့တော့လေးစားစရာကောင်းသေးတယ်။ဘာလို့လဲဆိုတော့တချို့ပစ္စည်းတွေကဒီမှာမရှိဘူးအဆင့်တိုင်းလည်းမရှိဘူးဒါကိုကြံဖန်ပြီးတော့ဟိုဖြတ်ထုံးညံနဲ့တုံးပြီးတော့ကြံဖန်ပြီးတော့အသုံးပြုရတာပေါ့အဲ့တော့ခိုဘက်ကဟာတွေကိုလေ့လာတယ်ပြီးရင်ဒီပြည်တွင်းပညာရှင်တွေကိုဟိုမေးတယ်မေးပြီးတော့ဟိုတယောက်နဲ့တယောက်ဟိုဖလှယ်ပြီးတော့ပေါ့လေဒါတွေကိုပဲဒီလိုမျိုးဆက်ပြီးသွားရတာအဲ့ဒီဘက်မှာတော့ ကိုရီးယားနိုင်ငံမှာတစ်ခါပဲပြောင်းခုတာပါဒီပြည်တွင်းမှာတော့ဟိုမှာ၅ချိန်လောက်ရှိပြီပြတာကိုရီးယားမှာပြောင်းဝဲတစ်ခုလောက်တယ်အိမ်သုံးလုံးပြတာအဲ့မှာဆိုရင်တော့အိမ်တစ်လုံးကိုအဲ့ဒေါ်လာ900 1000ဝန်းကျင်နဲ့ရောင်းရတာလို့ရှိတယ်ပြီးရင်ဒီပြည်တွင်းမှာတော့အိမ်340နဲ့ရောင်းခဲ့တဲ့အိမ်တွေရှိတယ်ဒါတွေကဟိုအရန်အမြင်ကြီးတွေပြောလိုက်တချို့လူတွေကဟိုမှာဒီအိမ်ကြီးကိုပြပြီးတော့ဟိုမှာဟိုတော့ social နေလာ Facebook ကနေလာမိတယ်ပေါ့ဒီဘလောက်လဲဆိုတော့အိမ်340ဆိုသူကဟိုဟိုလန်သွားတာမျိုးကြီးအမှန်က ်သူ့ထဲနေတာတန်ဖိုးနေတာလေးတွေအများကြီးရှိရှိအပဲလေးအစိုးရတွေဆိုရင်ဥမာ तू ကတကယ်နဲ့နဲ့ကာကာတော့သဘောကျနေတယ်လူချင်းနေဒါပေမဲ့ तू ကတကယ်လဲမတက်နိုင်ဘူးလကားပေးလိုက်တာမျိုးလည်းရှိတယ်ဒါပေမဲ့ဟိုတချို့လူတွေကြတော့ဟိုဒီဘက်ကလှုပ်ထားတဲ့လူရဲ့ခံစားမှုနားမလဲပဲအထက်စီးရပုံစံမျိုးပြောတာမျိုးတွေလည်းရှိတယ်အဲ့မျိုးကြရင်ဒီဥစ္စာကိုကြိုက်ရင်ကြိုက်မကြိုက်နေမတန်တဆဈေးပြောလိုက်တာမျိုးတွေလည်းရှိတယ်အဲ့တော့ तू ကြိုက်ရင်ဝယ်မကြိုက်ရင်ဝယ်နေဆိုပုံစံမျိုးပေါ့အဲ့တော့ဒါကဒါတွေကအများဆုံးအဖြစ်ဟိုကိုလှုပ်ရတဲ့ အချိန်ကြီးဘာဖြစ်လို့လဲတော့ကုံချမ်းကြီးစိတ်ဥစိတ်တန်နေဒါတွေကိုအနေတွက်ချက်ပြီးတော့ဟိုအကြမ်းမင်းလောက်တော့အဲ့လိုသတ်မှတ်ပြီးတော့ယူလာပါပဲအမှန်ကတော့ဒီဝါသနာပါတဲ့အလုတ်ကတော့အများတန်းလုံနေမှလည်းတိုးတက်တာတိုးတက်တာဆိုတော့အဲ့လိုမျိုးဒီဥစ္စာနဲ့ပဲရက်တီလို့အမှန်ရနိုင်တယ်လုံနေလူရဝါသနာပါနေတဲ့အချိန်မှာဒါလေးကိုဒါမှမဟုတ်ပုံမှန်လေးလှုပ်သွားနေသူတို့လည်းဟိုတိုးတက်လာမယ်ပြီးရင် ဒီလောကထဲမှာနာမည်တစ်ခုဟိုရပြီဟေ့တိဆောက်ပြီးသွားပြီဟေ့ဆိုရင်ဒါချက်တိလို့ရတယ်အမှန်ကဟိုတချို့လူတွေကြတော့လဲတကယ်ဝါသနာဥပါတာတချို့လူတွေကြတော့လဲဥမာဒါလေးတစ်ခုကြည့်ပြီးတော့မှအကြိုက်ပြီးတော့ငါလုံရင်ဖျက်လောက်တယ်ဟာဆိုပြီးတော့ဝါသနာပါတာမျိုးအပေါ်ယံဝါသနာပါတာမျိုးတွေလည်းရှိတယ်ဟိုကိုကိုတိုင်းကိုလည်းဝါသနာပါတဲ့အချိန်မှာတော့ဘသူမေးရမှန်းအောင်မသိခဲ့တဲ့အချိန်တွေတော့ကစပြီးတော့လောက်ခဲ့တာပဲလေရှိရပစ္စည်းနဲ့ ရှိတာလေးတွေနဲ့ရှိတဲ့ဒီပစ္စည်းကိရိယာလေးတွေနဲ့ဖြစ်အောင်လုပ်ခဲ့တာပဲအဲ့တော့တကယ်တမ်းလဲဟိုဝါသနာပါတဲ့လူတွေကဘာလုပ်အောင်လဲဆိုတော့ကိုယ်ပတ်ဝန်းကျင်မှာရှိတဲ့ဒီပစ္စည်းလေးတွေနဲ့ဖြစ်အောင်လုပ်လုပ်လို့ရှိရင်ဥမာဟိုဘယ်နေရာမှာဘာလိုအပ်လာတယ်ဘယ်ပစ္စည်းကတော့ဘယ်လိုနေရာမှာသုံးရမယ်ဆိုတာကိုတို့သိလာမှာကိုယ်စိတ်ကူးထဲမှာရှိတယ်ဥမာတက်ပင်ပဲလှုပ်လှုပ်အိမ်လေးပဲစောက်စောက်ရှိတဲ့ပစ္စည်းနဲ့ဆိုတာစလို့လုပ်ရင်ပေါ်လာလိမ့်မယ်လိုအပ်တာလေလေအဲကြရင်မေး ပြီးလို့ရှိရင်ဟိုတော်တော်များများအကုန်ဖြည့်ပေးကြဘလူးမားဒီလိုမျိုးမဖြည့်ပေးပဲနဲ့နေရမျိုးမရှိပါဘူးဒီဝါသနာပါတာလုံနေနေလဲဟိုအခက်ခဲတွေကတော့မျိုးစုံရှိတာပဲလေအဲ့ဒီအခက်ခဲတစ်ခုဖြစ်တာနဲ့ဟိုဆက်ပြီးမလုပ်တာမျိုးရက်လိုက်တာမျိုးနောက်လန်သွားတာမျိုးဟိုမဖြစ်အောင်ပဲဂိူးဆိုင်မှာဒါတွေကိုတစ်ခုခုကြော်လောက်သွားနိုင်တယ်လေဒါတွေကအဆင်ပြေပြေနဲ့ဟိုရှေ့ဆက်ပြီးတော့ချက်လို့ရတယ်ဆိုတော့ပြောချင်ပါဟုတ်မတရားစကားတော့ခုဘာပဲပြောပြောကျွန်တော်ဒီမှာဒီလိုမျိုးအခြေအနေလေးတစ်ခုရောက်အောင်ဆိုတာလေ ဒီလိုမျိုးကျွန်တော်အားပေးတဲ့လူရှိလို့ဒီလိုမျိုးဟိုရက်တည်နိုင်တာလေသူတို့အများကြီးကျေးဇူးတင်တယ်နောက်လည်းဒီလိုမျိုးဟိုအများကြီးအားပေးကြဖို့ပြောကြတာပေါ့လုံနိုင်လေကတော့လုံပါမယ်ဒါပဲလုံသွားမှာเนาะဒါဆိုတော့ဒီကောင်ကဟိုဟိုအသက်ကြီးတဲ့အထီးဒါလုံသွားလို့ပုံပေါ်ပေါ်နဲ့လုံသွားနိုင်တဲ့အရာတွေဆိုတော့လုံသွားမှာ